ဆမ်မဲငါမင်းဆွေဦးရထဒေါက်တာနေဆိုးမောင်တို့အဖမ်းခံရတယ်ပေါ့ကိုတော်နဲ့ကြော်ဆိုးဦးဆိုရင် ခေါ်ပြီးတော့ငရင်ရိုက်ပါခံရတာရာဇာမျိုးဝင်းနဲ့လူမိုက်ကြီးမင်းအောင်ဆိုးဆိုရင် ထောင်ထဲပုံစံပြီးခံရတယ်တက်မတော်ဟာစစ်လော်ဘီတွေကိုပုံစံသွင်းတဲ့နေရာမှာကျမ်းပါတယ်ရာဇာမျိုးဝင်းနဲ့မင်းအောင်ဆိုးဆိုရင် ထောင်ကလွတ်လာပြီးကြတဲ့ကတော့ပိုးကျိုးနေတာကိုကြည့် ကျန်တဲ့စစ်လော်ဘီတွေကိုလည်းတလဲစီခေါ်ပြီးတပ်မတော်ကပုံသွင်းအောင်မှာဘာဖြစ်လို့လဲဆိုစစ်လော်ဘီတွေဆိုတာပြည်သူရင်ခွင်ကိုပြန်လန်းမရှိဘူးဆိုတာကိုတပ်မတော်ဘက်ကသိနေတာကိုဒါကြောင့်ထောင်ထဲတလဲစီခေါ်ပြီးပုံစံပေးလိုက်တာနဲ့အထာချာချာလော်တက်သွားတော့တာပဲမင်းအောင်စိုးနဲ့မျိုးဝင်းတို့ဆိုရင် လော်ပုံလော်နီးပုံကြနေပြီလို့ဆိုရမယ်အီးပုံကိုပါဇက်နဲ့ငုံထားခိုင်းပြီးဝါခိုင်းရင်လည်းဝါပြယုံမကား လက်မတော်ထောင်ပြအောင်မှာအဓိကပြောချင်တာကဒါမဟုတ်ဘူးဒီလိုပြန်လည်မဲ့ lobby တွေဘာပဲဖြစ်သွားဖြစ်သွားကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်အနီဘက်ကိုကူပြောင်းလာခဲ့တာအားလုံးသိကြမှာပါဒီလိုကူပြောင်းလာဖို့ရေးတိုင်မင်းနဲ့အထဲမှာကိုစော်ဘုံဟင်းလည်းပါတယ်ဒါပေမဲ့ကိုစော်ဘုံဟင်းကကျွန်တော်ကိုဘာပြောတယ်မှလဲမင်းဘက်ကူးချင်ကူငါတော့ဒီအစိမ်းဘက်ကနေပဲပူးတက်ပြီး lobby ဖျက်လို့ဦးမယ်တဲ့ ခုတော့ကိုစောဘုန်းဟင်းကိုနိုင်ငံတော်အကြီးညိုပြက်စီမှု ပုံမှ905ကကြီအပြင်ဒေါ်မမိုးခိုင်ကြီးကစက်တော်ရေးဥပဒေပုံမှ66ကကြီနဲ့ပါတရားစွဲထားခံရပြန်တော့ထောင်ကြမှာကျင်းတည်သွားခဲ့ပါပြီဒီတော့ဒီဘက်ကအနီတွေအဖြစ်မှန်ကိုတီးဖို့နဲ့ကိုစောဘုန်းဟင်းရဲ့ပိတ်ဆက်မှုတွေမြင်ဖို့အတွက်ကျွန်တော်ဒီလိုပြောဆိုရခြင်းဖြစ်ပါတယ်ကိုစောဘုန်းဟင်းအဖမ်းခံရခြင်းဟာလူဦးတော်လိုင်းရေးအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတဲ့အပြင် အလွန်အင်တန်မှလည်းဝမ်းနဲ့ယူကြုံမြဖြစ်ခဲ့ရပါတယ်။တော်လန်ရဲ့အတွက်တည်င်းတွေယူတဲ့နေရာမှာအာကိုအားထားပြုရကအတွင်းလူဖြစ်မြုံနံထားသောစစ်တပ်ထောက်ခံသူဖြစ်အတွင်းယူတည်င်းနိုင်ခဲ့သောရဲဘော်ဇော်ဘုံဟင်းကြီးရေတော်လန်ရဲ့အတွင်းယွန့်ယွန့်ချုံချုံပြ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 န်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ရဲဘော်ကြီးရဲ့ဆွမ်းဆောင်မှုတွေကိုထာဝရအတိမတ်ပြုနေပါတော့မယ်ခင်ဗျာ။ရဲတော်ဘုံအောင်ရမည်။တည်င်းအမှန်တွေတင်ဆက်ပေးနေတဲ့ at a dot.